ီဘက်ဒေါ်လာရင်းအရာစုတွေရတယ်လူတွေကိုဘလောက်ပို့ပြီးတော့ motivation ဖြစ်အောင်လုပ်နိုင်မလဲခိုင်မာတဲ့ခေါင်းဆောင်မှုကိုပြနိုင်မလဲဒတိုင်းဒီလင်းကိုဘလို့ဆွဲခေါ်နိုင်မလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ဒေါ်လာရင်းအတက်ကြရှိတာကိုအဲ့ဒါလို့သာလုပ်နိုင်မယ်ဆိုရင်တော့ခုနပြောလို့ပေါ့ဗျာစာကစားလဲသူနိုင်ငံများထောက်ပံ့မှုရှိတာရှိတာတပိုင်းပဲပေါ့လေဒီဘက်ကလည်းခုနပြောလို့ BNN စစ်လို့ဟိုအကုန်လုံးကပါလာမယ်အကုန်လုံးကိုဆွဲဆောင်နိုင်မယ်အဲထောက်ပံ့ရေးလမ်းကြောင်းကလည်းကိုယ့်ဘက်ကလည်းပြည်သူအနေနဲ့ကောင်းမယ်ဆိုရင်တော့ ဟိုပြင်ရန်ခံချလိုက်တာပေါ့ဟိုပြန်ဒေါ်လာကြီးကိုအောင်မြင်အောင်လုပ်နိုင်တာပေါ့စစ်ကောင်စီရှုံးနေပြီဆိုတဲ့အတုံးတော့ဟာမြန်မာပြည်သူလူထုအများစုအပျော်ချင်းဆုံးစကားအကြချင်းဆုံးစကားဖြစ်မလို့မှန်းဆလို့ရနိုင်ပါတယ်။ဒါဟာမြန်မာပြည်သူလူထုတွေအနေနဲ့တော်လင်းအင်အားစုတွေကိုဘလောက်အားပေးလဲဘလောက်ထောက်ခံကြလဲဆိုတာကိုပေါ်လွင်စေပါတယ်။တကယ်တော့နိုင်ငံရေးတော်လင်းရေးနဲ့စစ်ရေးဆိုတာတွေကစီယုတ်ရေးနင်းပြူဟာနဲ့တိုက်ရိုက်အချိုးကျပါတယ်။ ်။စီယုတ်ရည်နင်းပြူဟာမကောင်းရင်မအောင်မြင်နိုင်ပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရအရင်းကြီးစတင် ပေါ်ပေါက်လာခါစမှာမြန်မာပြည်သူတွေက ပုံအော်ယူကြည့်ခဲ့ကြပါတယ်။နှွေဦးတွလန်ရေးရဲ့ဥဆောင်သူတွေအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှအရင်းကြီးအနေနဲ့တော်လရင်အင်အားစုတွေနဲ့တိုင်းသားလက်နက်ကိုင်တွေကိုပေါင်းစည်းပေးနိုင်ခြင်းမရှိတဲ့အပြင်ငှားနဲ့မတူငှားရန်သူတို့သတ်မှတ်ပြီးဝေဖန်တိုက်ခိုက်တာတွေကလည်းအရင်းကြီးရဲ့စီရွေးနင်းမြူဟာကိုပေါ်လွင်စေပြီးပုံရိပ်ကြဆင်းစေတာဖြစ်တယ်လို့မြန်မာနိုင်ငံကြီးအကဲခဲတွေကထောက်ပြပြောဆိုကြပါ ါတယ်။တဖက်မှာလည်းတော်လရင်အင်အားစုတွေကိုမစုစည်းနိုင်ပဲစစ်ကောင်စီကိုအနိုင်ယူဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုတဲ့ထောက်ပြမှုတွေလည်းရှိနေပြန်ပါတယ်။တော်လရင်အင်အားစုတွေအနေနဲ့စစ်ကောင်စီကိုနိုင်အောင် တိုက်နိုင်ပါမလား။စစ်ကောင်စီကိုအနိုင်ယူဖို့ဘာတွေလိုအပ်နေလဲဆိုတာနဲ့ပတ်သက်ပြီးနှစ်ရှင်နိုင်ငံရေးအကျဉ်းသားဟောင်းဦးမိုးကျိုးပြောပြတာကပြည်သူအတန်လဲနားထောင်ပြီးတော့ရှိရှိသမျှတော့တော်လိုက်အဖွဲ့စည်းတွေအကုန်လုံးကိုလဲခေါင်းဆောင်ကြီးတွေကိုလဲထိုက်တင်တဲ့ နေရာပြီးအရာပြီးအစိုးရနေရာတွေပါပြေးလိုက်ဗျာ။အုတ်ဆောင်နေရာတွေပါပြေးလိုက်ပါဗျာ။စစ်အကြံပေးကောင်စီမူဟာရအကြံပေးကောင်စီဆိုတဲ့ကျွန်တော်တို့ state level အဆင့်ရှိတဲ့နိုင်ငံတော်အဆင့်ရှိတဲ့နေရာတွေထိုက်တင်လို့ပေးမယ်ဆိုရင်ကျွန်တော်တို့ရဲ့အတ္တမာနလောဘအားလုံးကိုခွာချနိုင်ရင်ကျွန်တော်တို့ရဲ့ တစ်ဖက်ပြိုင်ဘက်ဒူရီမုတ်တစ်ဖက်ရန်သူ ဖြစ်တဲ့ငွေရှိတဲ့လက်နက်ရှိတဲ့အာဏာရှိတဲ့ရက်စမှုရှိတဲ့စစ်အာဏာရှင်စစ်ဘလူးစစ်မိတ်စာကိုတွန်းချလဲချဒီမိုစီအောင်ပွဲရပါလိမ့်မယ်လို့အနူးညွတ်တက်ရက်ခံချင်ပါတယ် တော်လန်ရေးမှာအဓိကကြပြီးအရေးကြီးတဲ့အချက်တစ်ချက်ရှိနေပါတယ်။ဒါကတော့လူထုထောက်ခံမှုနဲ့လူထုပံ့ပိုးမှုပါ။လူထုထောက်ခံမှုလူထုပံ့ပိုးမှုမရှိဘဲဘလို့တော်လန်ရေးမျိုးမှာမအောင်မြင်နိုင်ပါဘူး။လူထုရဲ့ဆုပ်ဖြတ်ချက်ကအဓိကကြပါတယ်။ဒါကိုလည်းတတိချက်ဖို့လိုအပ်နေတာပါ။ တော်လန်ရေးရဲ့ဦးဆောင်သူတွေလိုခံယူထားသူတွေအနေနဲ့လူထုကိုမလိမ်ညာမိဖို့အရေးကြီးသလိုလူထုကိုမျောလင့်ချက်အမားတွေမပေးဖို့လည်းလိုအပ်ပါတယ်။ဒါနဲ့ပတ်သက်လို့နိုင်ငံရေးသူတည်သည့်ဦးအောင်မွင်းပြောပြတာကစစ်ဆိုတာတော့ကျွန်တော်တို့ general theory ဟို6ဆိုတာတော့ခင်ဗျားအချိန်ကြာလာတဲ့တည်းများခင်ဗျားနောက်ကထောက်ပံ့ရေးလမ်းကြောင်းဘလောက်ကောင်းကလေးပေါ့နော်။ကိုကလက်နဲ့အင်အားလူဝင်အားဘလောက်ဖြုံးနိုင်ကလေးဒီနှစ်ချက်ပေါ်မှာ မူတည်ပါတယ်အဲ့တော့ဟိုဒီဘက်ဒေါ်လာရင်းအရာစုတွေရတယ်လူတွေကိုဘလောက်ပို့ပြီးတော့ motivation ဖြစ်အောင်လုပ်နိုင်မလဲခိုင်မာတဲ့ခေါင်းဆောင်မှုကိုပြနိုင်မလဲတိုင်းပြည်လုံးကိုဘလို့ဆွဲခေါ်နိုင်မလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ဒေါ်လာရင်းအတက်ကြရှိတာကိုအဲ့လိုသာလုပ်နိုင်မယ်ဆိုရင်တော့ခုနပြောလို့ပေါ့ဗျာစကားစလည်းသူနိုင်ငံများထောက်ပံ့မှုရှိတာရှိတာတပိုင်းပဲပေါ့လေဒီဘက်ကလည်းခုနပြောလို့ဘီယန်နာဆက်လို့ဟိုအကုန်လုံးကပါလာမယ်အကုန်လုံးကိုဆွဲဆောင်နိုင်မယ်အဲထောက်ပံ့ရေးလမ်းကြောင်းကလည်းကိုယ့်ဘက်ကလည်းပြည်သူအနေနဲ့ကောင်းမယ်ဆိုရင်တော့ ိုပြန်ခံချလိုက်တာပေါ့ဟိုပြန်ဒေါ်လာကြီးကိုအောင်မြင်အောင်လုပ်နိုင်တာပေါ့အဲ့လိုမှဆွဲဆောင်မှုမရှိဘူးပြည်သူကိုအကုန်ပါအောင်မခေါ်နိုင်ဘူးထောက်ပံ့ရေးလမ်းကြောင်းကိုတီးတဲ့ပို့ပြီးတောင်းအောင်တောင်းအောင်မလုပ်နိုင်ဘူးဆိုရင်တော့ခုနပြောသလိုပေါ့ဟိုစကားစကားဟိုတော်တော်ချပြရမှာပေါ့ဟိုဒါမှတစ်ဖက်ကခုနပြောသလိုပေါ့ပြည်သူကလည်းနာနေတော့စကားစကားလည်းယတိပြတ်ကြီးနိုင်လို့ဆိုတာလည်းဟိုတိတ်တော့မဖြစ်နိုင် စစ်ကောင်စီဘက်ကတော့2025ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပမယ်လို့အကြေကြေထုတ်ဖော်ပြောဆိုထားပါတယ်။ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်ကိုလည်းစစ်ကောင်စီဘက်ကတဆင့်ချင်းစနစ်တကျပြင်ဆင်နေပါတယ်။ရွေးကောက်ပွဲအထမ်းမြောက်ခဲ့ရင်စစ်ကောင်စီအပေါ်နိုင်ငံတကာရဲ့ရှုမြင်ချက်တွေဟာပြောင်းလဲသွားမှာဖြစ်ပြီးပြည်သူတွေရဲ့အတွေ့အခေါ်ယူဆတွေဟာလည်းပြောင်းလဲသွားမယ်ဆိုတဲ့ထောက်ပြပြောဆိုမှုတွေလည်းရှိနေပါသေးတယ်။ ရွေကောက်ပွဲ PC သွားခဲ့ရင်တော်လင်ရေးနဲ့ပတ်သက်ပြီးလူထုရဲ့အမြင်ဟာလည်းပြောင်းလဲသွားနိုင်ပြီးတော်လင်ရေးအပေါ်ယုံကြည်မှုရွတ်ကြသွားနိုင်တဲ့ဆိုတော့ပြောဆိုမှုတွေလည်းရှိနေပါသေး။ဆက်ကဆရဲ့မာယာသာရီရအောက်ပါ။မာယာဖြူဟာရီကြားထဲမှာရွေးကောက်ပွဲတစ်ခုကျင်းပအောင်မြင်သွားပြီဆိုရင်တော့နိုင်ငံတကာကဥပမာအဖြစ်အမေရိကန်တို့ EU တွေရဲ့သဘောထားတွေအပြောင်းလဲတွေ အနှဲအနယ်များဖြစ်လာပါလိမ့်မယ်။ရွေးကောက်ပွဲရဲ့သဘာဝအနယ်ပါတီကိုအာဏာလွှဲတာငဖြူငကြောင်ငကြားဆိုတာကြည်တာမဟုတ်ပါဘူး။အနယ်ရသူကိုတကယ်လွှဲမလွှဲကြည်တာပါ။တကယ်လွှဲပြီဆိုတဲ့ကိုကစကစရဲ့စောစောပြောတဲ့ပလိုင်းနဲ့ကဖားတွေငားတွေပဲအာဏာရရစကစလက်ဝေခံဒီအာဏာရတာဖြစ်တဲ့အတွက်ဘလို့ပဲဖြစ်နိုင်ငံကအမြင်မှာအာဏာတကယ်လွှဲလိုက်တယ် အနာရပါတီကိုအနာရပါတီကိုအနာလွဲလိုက်တယ်ဆိုတော့ဆပ်ကစားအတွက်အသက်ရှူပေါက်ခြောင်သွားသလိုအသက်ပြင်းပြင်းလဲရှူနိုင်ခွင့်ရသွားပါလိမ့်အခြားထွက်မှာလဲကျွန်တော်တို့မြမဒီမိုစီအင်အားစုတွေကအဲ့ဒီအချိန်မှာ၅နှစ်သုံးပုံ၅နှစ်ကြော်လာပြီဖြစ်တဲ့အတွက်ပြည်လူထောက်ခံမှုတွေကတဖြည်းဖြည်းနဲ့ညော်နေကြာဆင်းလာပါလိမ့်မယ် လက်ရှိမှာတော့စကောင်းစီကတိုင်းသားလက်နက်ကိုင်းအဖွဲ့တွေကိုနှီးမျိုးစုံနဲ့လိုက်ပြီးစီယုတ်သိမ့်သွင်းနေတဲ့ဆိုတာဟာထင်ရှားပါတယ်စစ်ကောင်စီရဲ့စီရုပ်ရည်နင်းပြူဟာကအသက်ဝင်လာပြီးတိုင်းဒါလက်နက်ကိုင်အဖွဲ့တွေနဲ့အပေအယူတက်သွားရင်တော့နှွေဦးထွန်းလှည့်ရဲ့အဆုတ်သက်ပိုးပြီးနှင်ကက်သွားမယ်လို့မြန်မာနိုင်ငံရဲ့အကဲခဲတွေကထောက်ပြပြောဆိုကြပါသေးတယ်။